တတိထားမိတာ YouTube ထဲမှာ morning routine နဲ့ပတ်သက်တဲ့ video တွေအများကြီးရှိမနက်9:00နာရီအရထလာတော့ရေအေးနဲ့ရေချိုးတာတရားထိုင်တာဂျာနယ်ရေးတာစုံနေတာပဲ millionaire billionaire အောင်မြင်ကျော်ကြားသူတွေအကုန်လုံးကလည်းဒီ morning routine ကြောင့်တအားပြောကြတယ်မသိရင်ဒီ morning routine ရပဲအောင်မြင်မှုရဲ့လျှို့ဝှက်ချက်လို့လို့ပါလို့လို့ဒါပေမဲ့ရိုးရိုးသားသားပြောရရင်ကိုကိုယ်တိုင်လည်းအဲ့ဒီ morning routine တွေကိုလိုက်လုပ်ကြည့်ဘူးပါ မီလီယနာရဲ့ morning routine ဘီလီယနာရဲ့ morning routine အောင်မြင်ကြော်ကြားသူရဲ့ morning routine ဒါပေမဲ့အောင်မြင်သလားဆိုတော့မအောင်မြင်ပါဘူးသူတို့ပြောတဲ့အတိုင်း live လုပ်ကြည့်ရတပတ်လောက်ကတော့ဟုတ်နေသလိုပဲနောက်ပတ်လောက်ကျတော့ဆက်ပြီးတော့မလုပ်ချင်တော့ဘာဖြစ်လို့လဲဆိုတော့ကိုကိုကိုပြန်ဆန်းစစ်ကြည့်လိုက်တော့ဒီ morning routine ရှိနေတယ်လူကတော့ကြည်လင်မနေပါဘူးစိတ်ကလည်း unmotivated ပဲတခါကလေးမှပင်ပန်းနေလို့တော့ခံစားမိသေးတယ် စကားမဆက်တထေးတွေနာမည်ကြီးတွေ morning routine တွေဆိုပဲဆူထားတဲ့ video တစ်ခုရှိတယ်တော်တော်လေးကိုကြည့်လို့ကောင်းတယ် creator will tennyson video နာမည်က i built the scientifically perfect morning routine သူ video ထဲမှာ taylor swift ရဲ့ morning routine jeff bezos ရဲ့ morning routine စသည်ဖြင့်အစုံပဲ link in the description တကယ်တော့ morning routine ကကိုယ့်ဘဝကိုနေခြင်းညခြင်းပြောင်းလဲတော့အောင်လုပ်မပေးနိုင်ပါ morning routine ရဲ့အမှန်ကန်ရည်ရွယ်ချက်က ကိုယ့်ရဲ့ဒီနေ့တနေ့ကိုဘယ်လမ်းကြောင်းကိုသွားမယ်ကိုဘွားကိုဘယ်လမ်းကြောင်းကိုရှောက်မယ်ဆိုတာကို guide လုပ်ပေးတဲ့သဘော direction ချပေးတဲ့သဘောပါဘာဖြစ်လို့လဲဆိုတော့ကိုကမနက်ခင်းတစ်ခုကိုဘယ်လိုစားလိုက်တယ်လဲဆိုတာကိုဒီနေ့တနေ့လို့ဘယ်လိုနေမလဲထိုင်မလဲဆိုတာကိုလမ်းကြောင်းချပေးလိုက်တဲ့သဘောပါပဲမနက်ခင်းအစ်တစ်ခုစားတယ်ဆိုတာနေ့တနေ့အစ်စားတာပါ morning routine ကအဲ့ဒီနေ့တဲ့အစမှာဒီနေ့တော့ငါတို့ကတော့ဘယ်လိုနေမလဲထိုင်မလဲဘယ်လမ်းကြောင်းကိုသွားမယ်ဆိုတာကိုအစော်ကြီးတဲ့ကဂိုင်းလောက်လိုက်တဲ့သဘော ကိုကနေတဲ့နေ့ကိုဘယ်လိုနေထိုင်ဖြတ်သန်းကြလဲဆိုတာကိုဘဝကိုဘယ်လိုနေထိုင်ဖြတ်သန်းကြလဲဆိုတာနဲ့အတူတူပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘဝဆိုတာဒီလိုမျိုးတနေ့တနေ့တရေတရေတင်နဲ့စုပေါင်းထားလို့လူတစ်ယောက်က85နှစ်အထိအသက်ရှင်နေဆိုပါဆိုအဲ့ဒါဆိုရင်သူကရက်ပေါင်း2,393ရက်နေထိုင်ခွင့်ရှိတယ်85နှစ်ဆိုတဲ့တန်ရက်ပေါင်း2,393ရက်ပေါင်းတာ ပြဿနာလူတော်တော်များမနှက်ခင်းတယ်ဗျံပလာနဲ့စားတတ်ကြတာပါအိယာထားနောက်ကြတာလို့အိယာနိုးနိုးချင်းမှာရည်ရွယ်ချက်မရှိဘဲနဲ့ဖုန်းပွတ်တာလို့ချိန်ပြီးအောင်ကြပြားကြရလောက်တာလို့အလုံးပြီးအောင်အသေးအတန်ပြေးတာလို့နေ့တစ်နေ့ကစားတော်မစားရသေးဘူးဘာမှမလုပ်ရသေးဘူးလူကပြာတောက်ပြီးတော့အားကုန်တယ်အိယာထားတာချင်းပရမအူဆုံးတနာရီကရန်ရည်ကြီးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အုံနောက်ကအဲ့ဒီအချိန်မှာအပိန်မွေဆုံးပဲ အဲ့လိုအချိန်မျိုးမှာဘာလို့လို့ကိုကသတိရှိရှိနဲ့လုပ်ရမလဲကိုလုပ်တဲ့အလုပ်လမ်းရည်ရွယ်ချက်ရှိတဲ့အလုပ်တွေဖြစ်ရပြီးတော့ကိုအတွက်ပဲဖြစ်ရ morning routine ဆိုတာအဲ့ဒီအတွက်ပဲသတိရှိဖို့နဲ့ကိုအတွက်ဖြစ်စေဖို့လူလူချင်းမှာ Facebook တို့ Instagram တို့ social media တွေတုံးပြလိုက်လေဆိုရင်အဲ့ဒီ morning routine ကကိုအတွက်ကိုလုပ်တာမဟုတ်တော့အဲ့ဒီ social media တွေအတွက်အလုပ်လုပ်တာဖြစ်သွားတယ် group chat တွေလည်းဝင်ပြီးတော့ message ဖတ်မိတယ်ဆိုရင်လည်းအဲ့ဒီ morning routine ကကိုယ်တည်းလောက်တာမဟုတ်တော့ အဲ့ဒီ message တွေကိုရေးထားတဲ့သူတွေကခိုင်းတာကိုလှုပ်တာ ဖြစ်သွားတယ်။ message ရေးထားတဲ့သူတွေကပျော်စေခြင်းလဲဆိုရင်ကိုယ်မှာ like ပျော်လိုက်ရ။ဝမ်းနည်းစေခြင်းလဲဆိုရင် like ပြီးတော့ဝမ်းနည်းလိုက်ရနဲ့။မနဲ့အေးရနိုးတဲ့ကွာသူများခိုင်းတာကိုလှုပ်နေရ။သူများ idea တွေသူများချပေးတဲ့လမ်းကြောင်းတွေနဲ့ကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့နေသက်တစ်ခုကိုစရရ။အဲ့လိုမဖြစ်ချင်တဲ့သူတွေအတွက်ကြတော့ကိုယ်ပိုင် morning routine ဆိုတာရှိလာပါလေရော။တခုတတိထားမှာ morning routine ဆိုတာမနဲ့9နာရီအေးရထပြီးတော့ ဘလက်ခုနှစ်နာရီမထိုးခဲ့မှလည်းကိုလုံးဆရာရှိတဲ့ကိစ္စတွေအခုတရားလောက်ကိုပြီးအောင်လှုပ်ထားနိုင်တယ်ဆိုတာမျိုးလည်းမဟုတ် morning routine ကကိုကုတ်ကို productivity ကောင်းတဲ့စိတ်ရုပ်တရုပ်ဖြစ်အောင်လုပ်နေရလဲမဟုတ် morning routine ရဲ့တကယ်လောက်ကရှင်းရှင်းလေး तू ကအုံနောက်ကိုလမ်းပြောတာအုံနောက်ရဲ့ဒီမှာလေငါမှဒီ structure တိတ်တိတ်လေးရှိတယ်နေတိတိတ်တိတ်စားပြီဆိုရင်ငါဒီ structure လေးကိုလုပ်တယ်ငါတို့ဒီနေ့သွားမယ့်လမ်းကြောင်းကတော့ဒါပဲငါကတော့အစင်တင်ဖြစ်နေပြီဟေးလို့ အုံနောက်ကိုလှမ်းပြောလိုက်အောင်လေးပဲစီကန်းနဲ့လည်းမဆိုင် morning routine ကဒါရိုက်ရှင်အမှန်အောင်ပဲလမ်းကြောင်းချပေးတယ် morning routine နဲ့ပတ်သက်လာအများအန်းခေါင်းလဲဆွဲနေတဲ့အချက်ချက်တော့ရှိအဲ့ဒါကဘာလဲဆိုတော့ morning routine ဆိုတာ perfect ဖြစ်ဖို့မလိုကိုကိုပိုင်ဖြစ်ဖို့ပဲလိုသူများစီက morning routine ကို copy ကူးချနဲ့အလုံးမဖြစ်ကိုကိုပိုင် morning routine တစ်ခုကိုရအောင်ဒီစားကျွန်တော်ရဲ့ morning routine လေးကို share ပေးရစေ ာမှစမ်းကြည့်တာတော့မဟုတ်ပါဘူးကျွန်တော်အိရာနူးလာရင်ချက်ချင်းအိရာမထမျက်လုံးဖွင့်ကြည့်ရဲခြေလက်တွေလှုပ်ကြည့်ရဲအသက်ရှူကြည့်ကိုယ့်ရဲ့အာယုံ၅ပါးအလုံးလုံးလာလို့စစ်ဆေးကြည့်တဲ့သဘောလေးပါ၅စက္ကန့်လောက်ပဲကြာပြီးရင်အိရာထလာပြီးတော့စောင်းနေချင်အောင်လေးခောက်အိရာသိမ်းတယ်အလိုအိရာသိမ်းပြတဲ့ဆိုတာနဲ့ဒီနေ့ကိုအနိုင်နဲ့စလိုက်တော့တာဒါကျွန်တော်ပြောတာမဟုတ်ဘူးနော်တကဘာလုံးအဖြစ်ရေတပ်ဗိုလ်ချုပ် Mac Raven ပြောတာ Good morning you will have accomplished the first task of the day. It will give you a small sense of pride. Link in the description. ပြီးတော့ပရင်ပေါက်တွေဖွင့်နေအလင်းရောင်ရအောင်လို့ဒါပေမဲ့ကျွန်တော်အိတ်တဲ့ခန္ဓာမနှက်ဖက်မှာနေအောင်ကြည့်မရဘူး။ဘာပဲဖြစ်ဖြစ်ရေးတစ်ခွက်တောက်တယ်ခန္ဓာကတညာလုံးရေးပြတ်ထားတာ။အဲ့လို့ဆိုတော့အိတ်ရထထချင်းမှာတော့ရေးတောက်အောင်။ပြီးရင်အပေါ်တက်ပြီးနေပူစာလေးခဏလောက်နေပူစာလုံးတဲ့ကိစ္စကလည်းမပေါင်းလို့ဖြစ်တော့ပါမှာ။ဘာဖြစ်လို့လဲဆိုတော့သူကလည်းတကဘာလုံးအသိပဲ။ မော်နင်းရူတင်းထဲမှာနေပူစာလုံတဲ့အချက်ပါတဲ့လေဆိုတဲ့အကြောင်းပြောကြတာ USA က Andrew Huberman အစပြီးတော့ကျွန်တော်တို့အာစာတိုက်ကယောဂီတွေအထိအကုန်လုံးပြောကြအဲ့လိုဆိုတော့ကျွန်တော်လည်းကျွန်တော်ရဲ့မော်နင်းရူတင်းထဲမှာနေပူစာလေးတော့လုံတဲ့နေဆိုပြီးတော့ခဏတစ်ပြုတ်တော့နေပူစာလှုပ်ပြတ်နေပူစာလည်းဘယ်လောက်လုံတဲ့နေလဲသူတို့ရဲ့အဆိုအရဆိုရင်တော့အနည်းဆုံး2မိနစ်ကနေပြီးတော့အများဆုံး9နာရီဝက်မိနစ်30အထိနေပူစာလုံတဲ့နေလို့ဆိုကြကျွန်တော်ကတော့2မိနစ်ပဲလုံပြတ် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ရထားလာတဲ့အချိန်ဆိုရင်မြမပြည်ရဲ့နေရတည်တဲ့အချိန်ပဲတော်တော်လေးကိုပူနေပြီ။အဲ့ဒါကြောင့်နှစ်မိနစ်လောက်နေပူစာလှုပ်ရင်းနဲ့ခါးလေးပါလေးနဲ့ပပချူလိုက်တယ်။ဇက်လေးပါလေးနဲ့ပပချူလိုက်တယ်။ပြီးရင်အိမ်သာတက်တယ်မတက်မဖြစ်ပဲ။မျက်နှာတက်တယ်သွားတိုက်တယ်အဝတ်လဲတယ်။ပြီးရင်ကော်ဖီဖြော်တယ်။ချက်ချင်းတောက်ဖြစ်လားဆိုတော့မတောက်ဖြစ်သေးဘူး။အရှိမလေးကျင်ခံနေတဲ့ပပလှုပ်ဖြစ်တယ်ပြီးတော့မှပဲဒန်လေးမှာခဏထိုင်ပြီးတော့ဆေးလေးလေးဖွာရင်လည်းကော်ဖီတောက် အဲ့ဒီချိန်မှာကိုမနေ့ကအထိလှူထားပြီးခဲ့တာတွေကပါတယ်လေဒီနေ့လှုပ်မဲ့ဟာတွေကပါတယ်လေဆိုတော့စဉ်းစားအဲ့ဒီချိန်ကကျွန်တော်ရဲ့ favorite အဖြစ်ဆုံးချိန်ပဲကိုဒီနေ့ဘာတွေလှုပ်မလဲဆိုတာကိုစဉ်းစားတဲ့အချိန်ဒါပေမဲ့လည်းတစ်ခါတလေရောအနောက်ဆက်တွေလည်းဝန်တတ်ပါတရားရောက်ကကိုယ်လာပြီးစကားပြောနေတာလို့ပတ်ဝန်းကျင်အဆူညံနေတာမျိုးတွေပေါ့အဲ့လိုမျိုးလေးတွေလည်းကြုံရတတ်ပါတယ်အဲ့ဒါပြီးသွားရင်တော့အလုပ်လုပ်ဖို့စတူဒီယိုထဲစဝင်တော့တာမိရလည်းလာတယ်ဆိုရင်ပေါ့လေ မီးမလာဘူးဆိုရင်တော့အပေါ်ဓာတ်ကအိတ်ခဲတဲ့ခံထဲမှာပဲပြန်သွားပြီးတော့အလုပ်လုပ်မော်နင်းရူတင်းကအပြောင်းလဲတွေလုပ်ဖို့လုပ်ရင်လည်းလုပ်ရတာပဲဥပမာဆောင်းတွင်းရဲ့မော်နင်းရူတင်းနဲ့မိုးတွင်းရဲ့မော်နင်းရူတင်းမတူသလိုပေါ့ရာသီလိုက်တင့်တော်တို့လိုက်ပြောင်းနေရပြီးတော့ကျောင်းသားတယောက်ရဲ့မော်နင်းရူတင်းနဲ့အလုပ်လုပ်နေတဲ့လူငယ်တယောက်ရဲ့မော်နင်းရူတင်းလည်းမတူလူကြီးရွယ်ရောက်နေတဲ့သူရဲ့မော်နင်းရူတင်းနဲ့လည်းမတူအရေးကြီးဆုံးကကိုယ့်ရဲ့မော်နင်းရူတင်းဆိုတာကိုယ့်ရဲ့ကိုယ်ပိုင် ဖြစ်ဖို့ပဲသူများစီက copy ကူးမချနဲ့အလုံးမဖြစ် ကိုယ်နဲ့ကိုင်းညီတဲ့ morning routine တစ်ခုကိုကိုပါလာဖို့ဖန်တီး morning routine ရှိပြီးတော့ဘာပဲကြံတော့တယ်ဆိုတော့ကိုကနေ့တသိကိုဘလူးနေတိုင်းဖြတ်သားမလဲဆိုတာပဲကြံတော့အရေးကြီးဆုံးဟာအချိန်မဖြုံးဖို့လို့ကိုမှာအချိန်ဖြုံးတတ်တဲ့အချက်တွေရှိနေတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဗီဒီယိုထဲမှာကြည့်ဒီဗီဒီယိုကအချိန်ဖြုံးတာတွေကိုရပ်တန့်ပြီးတော့ကိုဘောကဘယ်လိုပြန်လဲထိန်းချုပ်ရမလဲဆိုတဲ့အကြောင်းပါတော်တော်ကြည့်လို့ကော Thank you for watching ပါ